ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေခွန်းရှင်ကအရှင်ဥဥ္တမလင်္ကာရဆရာတော်။ဟောဥဥ္တမလင်္ကာရဟုတ်ပြီ။တက်တော်။တက်တော်32နှစ်ပါဆရာကြီး။ဝါတော်။ဝါတော်တော့မပေါ့ဆရာ။ငယ်ပြူတာပေါ့ဟုတ်ပြီ။ဟုတ်ကဲ့ဆရာကြီး။လင်္ကာရဆိုတော့ဟုတ်ပြီ။လင်္ကာရဆိုတော့ငယ်ပြူလားဟလားဆရာ။မို့အဲ့ဒါတော့ဘွေးလာမယ်ပြမှာပါ။အော်ဟုတ်ကဲ့ဆရာ။စာချစာပြတဲ့။ဟုတ်ပါတယ်။ကွန်ပျူတာစာစီတဲ့ ရွှေမော်ရောစာတင်တိုင်းတောင်းတွင်းကြည့်ရပါဆရာကြီးတောင်းတွင်းစာတတ်ပြီတက်တည်များတယ်ဟုတ်ကဲ့ဆရာကြီးကွန်ပျူတာရိုက်ရင်တဲ့အထိုင်များသွားတဲ့အခါတဲ့ဘလို့နေထိုင်သင့်ပါသလဲတဲ့အဲ့ဒါတော့ဆရာတော်လည်းဖြေကြပါတယ်ဆရာတော်ကဲတို့အခုခေတ်မှာကွန်ပျူတာနဲ့တယ်လီဖုန်းအသိအသုံးများကြတယ်လေဟုတ်ကဲ့ဆရာကြီးအဲ့ရိုက်တဲ့အခါမှာခေါင်းကိုအောက်ကိုငုံပြီးတော့ကွန်ပျူတာကိုနှိမ့်ရိုက်ထားတဲ့ကွန်ပျူတာနဲ့ကိုယ့်မျက်လုံးနဲ့ တရန်းထဲမှာရှိရင်ပိုကောင်းတယ်ဟုတ်ကဲ့ပါဆရာတရဲရှိလို့ဆိုစပွဲကုန်ကိုမြင်လိုက်ရင်လည်းပဲကွန်ပျူတာမြင်သွားကိုမြင်လို့တည်တယ်ဟုတ်ကဲ့ဆရာအဲ့လိုစပွဲကုန်ကြီးမြင်ခဲ့ရင်လည်းပဲကိုထိုင်ကုန်ကိုနေနဲ့ထိုင်ကုန်နေနဲ့ထိုင်လိုက်ပါဟုတ်ကဲ့ဆရာထိုင်ရင်ကိုမြင်လို့နဲ့ကွန်ပျူတာနဲ့ကတရန်းနဲ့မကွာလာဘူးတရန်းနဲ့ဖြစ်မယ်ဟုတ်ကဲ့ပါဆရာအောက်ကိုငုံပြီးတော့သာတို့ရင်ကြာရင်ဇက်မှာကြည်ပေါင်းတက်လာမယ်ဟုတ်ကဲ့ပါဆရာအတက်ထွက်လာမယ်စပွန်လွေးစုဟောတယ်အဲ့ဒီကောင်ရှိလာတဲ့ရှင်တော့ကိုလုံငန်း လောက်ရတာမပြုံမွေးတော့ဘူးဟုတ်ကဲ့ပါဆူဆူအလုကကိုရန်နာပလဲရပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးပြင်လိုက်ပါလို့နော်မေခွန်းရှင်ရောနာသရရှင်သူတွေရောဒါအဖိုးတန်ပါတယ်ဟုတ်ကဲ့ပါဆရာဒီလေဘင်းနဲ့နာဟာလူတယောက်အတွက်အသုံးချဆုံးပါပဲနော်ဟုတ်ကဲ့ပါဆရာကြီး ဟိုဆရာတော့ဆက်ရေးထားတာဟုတ်ပြီအခုမျက်မှန်ပါဝါကတဲ့190ပါတဲ့ဟုတ်ပြီပါဝါမတိုးအောင်တဲ့ဘယ်လိုနေထိုင်စားတော့ရမလဲတဲ့ဟောအဲ့ဒါအကျော်နဲ့အဆက်ချောင်းလိုက်ရပါဝါမတိုးအောင်ဟုတ်ကဲ့ပါဆရာအချင်းနဲ့ခါစားပါဟုတ်ကဲ့ပါဆရာနောက်မှန်မှန်မျက်စိကိုရည်တတ်နံလေးပေါ့နော်ဟုတ်ကဲ့ပါဆရာရည်တတ်ကိုဟုတ်ကဲ့ခွက်ထဲမှာထည့်မယ်ဖလာတတ်နံလေးထဲမှာထည့်မယ်ထည့်ပြီးတော့မျက်လုံးတစ်ဖက်ကိုရည်ထဲမှာညှစ်ထားမယ်ဟုတ်ကဲ့ဆရာအဲ့တော့အဲ့ထဲမှာ မိလိုက်ဖွင့်လိုက်မိလိုက်ဖွင့်လိုက်ရှင်မျက်တော့ခတ်တာပေါ့နော်ဟုတ်ကဲ့ပါရှင်မျက်တော့ခတ်တော့ကို့မျက်လုံးမှာရှိတဲ့မလိုလားအပ်တဲ့ပူမွားရောအညစ်အကြေးရောတတ်သွားမယ်ဟုတ်ကဲ့ဆရာနောက်တစ်ဖက်ကိုတခါလုပ်မယ်နော်ဒါပြောတော့တာခက်တယ်လို့ရင်လွယ်လွယ်လေးရေရေသန့်ဖလားတစ်ခုရှိရင်ဒါပြီးသွားတာပဲကျဲရဲရေချိုးရေချိုးနေနေလို့ တနေ့ကိုနှစ်ကြိမ်ပေါ့ဟုတ်ကဲ့မျက်နှာသိချင်တဲ့ရေချိုးကြိမ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ချိန်မှာလှုပ်တော့လည်းပဲခဏပဲလိုရတယ်အကုန်ကြလဲဘာမှမများဘူးဟုတ်ကဲ့ပါပစ္စည်းပစ္စည်းကလည်းရှာနေစရာမလိုဘူးဟုတ်ကဲ့ပါလက်ရှိသုံးတဲ့ပစ္စည်းကိုပဲအသုံးတက်အောင်သုံးလိုက်ခြင်းအဖြစ်ဟုတ်ကဲ့ကောင်းသွားပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာနောက်ခေါင်းလျှော်တာကိုလည်းပဲအချိန်ချင်းမလျှော်သင့်ပါဘူးဆရာတို့နှစ်ကြိမ်ကောင်းလောင်းချိုးကြသုံးနာရီကိုတစ်ကြိမ်လောက်သုံးချိုးသင့်ပါလေသုံးရက်ကိုတစ်ကြိမ်ပေါ့သုံးရက်ကိုတစ်ကြိမ်ဟုတ်ကဲ့ပါဆရာတချို့ကြတာလည်းပဲ ဒီလားရှင်တို့ဆရာတော်တို့ကသူတို့မှာစပင်မရှိဘူးမရှိဘူးဟောခေါင်းလောင်းနေတိုင်းခေါင်းနေတိုင်းလောင်းနေအဲ့ဒါသဘာဝမကြဘူးဟုတ်ကဲ့ပါဆရာကြီးနော်သဘာဝမကြပါဘူးလောင်းနေပါတယ်အဲ့လို၃ရက်မှတခါနေ့နေ့ချားတခါလောက်လောင်းနေပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးနောက်ထပ်ဆက်မေးထားတာပေါ့နော်ဆရာကြီးပြောပါဆရာတော်ရဲ့အကြောင်းပါတဲ့ကိုရင်လေးတွေတဲ့ပချိတ်ရောင်ယောဂါတဲ့ဖပြုတ်လိုမျိုးပေါ့နော်ဖြစ်နေပါတယ်တဲ့ပချိတ်ရောင် ပချိတ်ရပပြုတ်လို့ပပြုတ်လို့ဖြစ်နေပါတယ်ဩဘာကြီးကားနေတာပေါ့ဟုတ်ကဲ့ဆရာကြီးတော်တော်နဲ့တဲ့မပြောက်နိုင်ပါဘူးတဲ့ဒီကလေးတွေပေါ့နော်ကိုရင်နေတဲ့ကိုရင်အတော်များများတယ်သူဆရာဆရာကြီးဟုတ်ပါတယ်စမ်းစားလို့တဲ့အစင်မပြေပဲနာနာနေပါတယ်တဲ့ဘာကြောင့်ဖြစ်တာလဲတဲ့ဩအကျော်စားများလို့ပါဟုတ်ကဲ့ဆရာ။စေပညာရတော့အခါသာစာလို့ခေါ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။နော်စွန်ပွဲတွေဆိုတာနော်6အများသွားဖြစ်6 6ချမ်းချမ်း ကြာကြာထားဆာလို့ရအောင်အကျော်တွေပါလို့ပါဟုတ်ကဲ့ပါဒါပြည့်အဲ့ဒီအကျော်တွေကိုဖြစ်ဖြစ်နိုင်တာပါလို့ဆိုအခါပါဟုတ်ကဲ့ပါဆရာအဲ့ဒီဆုံးမွေးမှာအမြဲတမ်းအခါဟင်းချိုတစ်ခွက်တစ်ခွက်ပါအောင်စီစဉ်နေပါလေဟုတ်ကဲ့ပါလွယ်လင်းတကူပဲခွေတော်ရဲ့ရှိခွေတော်ရဲ့မဲစလီရှိမဲစလီပေါပန်းမြူရှိပေါပန်းမြူဟင်းချိုတစ်ခွက်ထည့်ထားပြီးတော့ဆုံးမွေးဆိုတာကတချို့ကလေးကောင်းမှာ ပကိုင်းနေစေချို့ဆိုကိုစွန်ပကန္နာမှာဟုတ်ကဲ့တယောက်ကိုဟင်းွက်လေးတစ်ခွက်စီချတယ်ဟာအဲ့ဒီအခါကြီးလေးတိုက်ပေးပါနောက်လိမ့်တဲ့အခါမှာတဏ္ဍာရီလေးပဲလိမ့်ပါဟုတ်ကဲ့ပါဆရာတကယ်လို့ယဟန်မို့လို့တဏ္ဍာရီမလိမ့်ခြင်းမှုဆိုကရမက်ကိုစီဖြစ်လိမ့်ပါဟုတ်ကဲ့ပါဆရာအဲ့ဒီကရမက်တကောတကောလေးရက်ပါဟုတ်ကဲ့ပါကရမက်ရက်တဲ့အခါမှာတော့အမြဲပြောပါတယ်ထင်းနေတယ်တော့မတည့်ပါဘူးဟုတ်ကဲ့ပါဆရာကရမက်ရက်ပြီးထင်းနေမစားပါနဲ့အဲ့လိုပြုပြင်ပေးခြင်းအဖြစ်ကိုရင်လေးတွေ ချမ်းသာသွားပြီးဆရာတော်လည်းပဲစိတ်ချမ်းသာမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလို့အစာဝအနာကင်းပြရရှင်ကြပါစီဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်တီတာထွေးပါဟုတ်ပြီဗျာနထိုးကြီးရပါဆရာကြီးနထိုးကြီးဆိုတော့ဘယ်တိုင်းပေါ့နော်မန္တလေးပေါ့ဟုတ်ကဲ့ဆရာကြီးဟုတ်တယ်ပါလားဟုတ်ကဲ့ဟုတ်တယ်နထိုးကြီးနထိုးကြီး သားမောင်ရဲမုံဦး၅နှစ်အတွက်မေးတော့မူကလေးအတွက်မေးတာဟုတ်ကဲ့ပါဆရာကြီးမိခင်ရမေးတာဟုတ်ကဲ့ဆရာကြီးဟုတ်ပြီပတ်သားတဲ့ဝမ်းသွားတဲ့အခါတဲ့အဖူလေးတွေထွက်ထွက်လာလို့ပါတဲ့အင်းအဲ့ဒါတော့ပတ်သားကတဲ့ဝမ်းချုပ်တတ်သူပါတဲ့နာကျင်တာတဲ့သွေးကြတာတော့မရှိသေးပါဘူးတဲ့အင်းအဲ့ဒါကလေးငငယ်လေးနဲ့အဲ့ဒါအကြော်ဒီအဆက်ဒီစားလို့တူဟုတ်ကဲ့ဆရာကြီးငယ်ပြီမဲ့အဲ့ဒီအွယ်ပြီမဲ့လို့အာလူကြော်တို့ငမုတ်ကြော်တို့ကြားလို့ရှိရင် ဆက်ကမပြန်ကြွ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 စားတာပေါ့အဲ့အလူကျော်ငမုတ်ကျော်မှာကိုစားကောင်းချိုးမုံမူအဲ့အချိုးမုံနဲ့အပူဓာတ်လေးပေါ့နည်းနည်းလေးပေါ့ဟုတ်တယ်သူတို့ဆက်နေစားကြတယ်ဟာအဲ့ဒီနှစ်ခုရှောင်းလိုက်ရင်ကိုတက်တာတော့မှာပါဟုတ်ကဲ့ဒါပေမဲ့ဗာလေးတိုက်ပြဖို့ကောင်းလဲဆိုရင်ဒိန်ဂျင်လေးတိုက်ပြပါဟုတ်ကဲ့ပါဆရာ။ရနိုင်ရင်ဟုတ်ကဲ့ပါဆရာ။မရနိုင်ရင်မကြီးဖြော်ရိုက်တိုက်ပေးပါ။ဟုတ်ကဲ့ပါဆရာ။နှစ်ခုစလုံးများကိုမှမခဲဘူးလွယ်တယ်ဆိုရင်ဒိန်ချင်းဖြော်တဲ့တည့်ရဲ့ မကြီးဖြော်ရည်လေးတရက်တင်ရင်လေးတရက်မကြီးဖြော်ရည်လေးတရက်များတိုက်ပြီးမယ်ဆိုရင်ဘာစေးမှတော့တောက်ဆရာမလို့ပဲပျောက်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းပါရရှင်ကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးခုမေကွန်းရှင်ကဥကြော်စွာပါဟုတ်ပြီအသက်46နှစ်ပါဆရာကြီးဟုတ်ပြီထိုင်းရပါဟုတ်ပြီအရွယ်ကောင်းနေနော်ဟုတ်ပိတ်ဖြတ်တဲ့အလုံးတဲ့ဘာဖြတ်တာသမီးပိတ်တွေကိုဖြတ်တာ ဩကိုဆက်ချုပ်တာပေါ့ဟာဟုတ်ပြီတချို့ပိတ်ဆက်ယုံလို့ပါတော့ထင်တယ်အထည်စုပ်တို့ပိတ်ဆက်ဟုတ်ပိတ်ဆက်ယုံပိတ်ဆက်ဆက်ယုံပေါ့နော်ဆရာကြီးခင်ဗျားတဲ့ငါအယိုးစုလို့တဲ့လွန်ခဲ့တဲ့၈လလောက်ကတဲ့ X-ray ရိုက်ရှိရောတဲ့ငါအယိုးမရှိတော့ပါဘူးတဲ့ဟုတ်ပြီဒါပေမဲ့တဲ့အခုတဲ့အယိုးစုတဲ့နေရာကတဲ့အဖုမမကြီးဖြစ်နေပါတယ်တဲ့အင်းအတမတက်သွားတာလားမသိဘူးအတမတက်တာမဟုတ်ဘူး ငါအယိုးကမရှိတော့ဘူးဆိုပေမဲ့လို့ဟုတ်ကဲ့ဆရာအယိုးသာ तू မတွေ့ပေမဲ့လို့အဲ့အယိုးကနူးနေတဲ့အယိုးပေါ့နော်ဟုတ်ကဲ့ဆရာပြော့သွားတဲ့အယိုးကမထွက်သေးပဲကြံနေလိမ့်မယ်ဟုတ်ကဲ့ဆရာဟိုတိုင်းရင်ဆေးပြန်ဆိုမန်းလိုက်တယ်ပေါ့ကြီးဟုတ်ကဲ့ပါငန်းလို့မန်းလို့ဆိုကြောက်ပေါ့နော်ဟုတ်ကဲ့ဆရာငန်းတဲ့မန်းတဲ့ဆိုအဲ့အနာရှိန်ကြောင့်ဖြစ်နိုင်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါကတော့အပြင်းမှာဆိုတော့ဖန်ရည်စေးရမှာပေါ့ဟုတ်ကဲ့ဆရာအပြင်းမှာဆိုတော့မှခွေတော့တို့မဇလီရွက်တို့နဲ့ဖန်ရည်စေးရမှာပေါ့အခုလည်းပဲ ဒါကိုဖယ်ရေးရပါမယ်။ခွေတော်ရဲ့မယ်စလီရွက်နှမျိုးမလွယ်လွယ်ရနှမျိုးရောပြုတ်လိုက်ပါ။ဟုတ်ကဲ့ဆရာ။နှမျိုးမြတစ်မျိုးပေါ့။ပြုတ်ပြီးပါလောက်မလဲဆိုတော့အပြင်မှာတော့ဖယ်ရေးစီတာပေါ့။အထက်မှာတော့ငုံထားပါ။ဟုတ်ကဲ့ဆရာ။၃မိနစ်လောက်ငုံထား။ဟုတ်ကဲ့ပြန်ထွေးထုတ်ပလိုက်ဟုတ်ကဲ့ပါဆရာနောက်တစ်ခါတက်ငုံ3မိနစ်လောက်ငုံတာပြန်ထွေးထုတ်လိုက်3ချိန်လောက်မြောက်လာတော့အဲ့ဒီအခါရဲ့တက်တဲ့ကြောင်ပါးစပ်ကလည်းတက်မှာပြီဟုတ်ကဲ့ပါအဲ့ကြငုံလဲငုံ တောက်လဲတောက်ချားလဲလို့ရှိရင်အဲဒီကောင်ပျောက်သွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းပြရာရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်သူစာပါကောင်းပြီအသက်40ပါဆရာကြီးအရွယ်ကောင်းနေပါမေကွန်းမေးအဲ့လိုဆေးအရွယ်ကောင်းနေမေးတာကိုစိတ်ထဲမှာနှက်ခံစားရတယ်ဟုတ်ကဲ့ဆရာကြီးဒီရွယ်တောင်တော်မြကျမ်းမာမယ်ရွယ်ကြီးနော်ဟုတ်ကဲ့ပါဆရာကြီး ဟုတ်ပြီဗျာတဲခိုခဲမန်နေဂျာတဲ့အသက်40ပါဆရာကြီးဟိုတဲခိုခဲမန်နေဂျာဆိုလူမျိုးစုံဇေယျမျိုးစုံနဲ့ဆက်ဆံရမှာနော်ဟုတ်ကဲ့ဆရာကြီးစကားတွေတော့အများကြီးပြောရမှာတဲ့လားဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဆရာကြီးရှင်တဲ့သွေးတိုးတာတဲ့9လရှိပါပြီတဲ့အဲစိတ်ကြောင့်တိုးတဲ့သူကြီးပဲဟုတ်ကဲ့အင်္ဂလိပ်ဆေးနဲ့တောက်နေပါတယ်တဲ့ဟုတ်ပြီဆေးမတောက်ဖဲနဲ့တဲ့အစားအစာတောင်းနဲ့ကုလို့ရပါသလားတဲ့ရပါတယ်ဟုတ်ကဲ့ဆရာကြီးအသေးချာကိုရပါတယ်တိုင်းရင်းဆေးပညာမှာ အဆုံးမှရှိပါတဲ့အစာလဲစီစီလဲအစာဟုတ်ကဲ့ပါဆရာစီကဲ့သို့အကျိုးသက်ရောက်တဲ့အစာတွေစားပါမယ်အဲ့တော့ဘလူဟာလဲဆရာရဲ့လို့မေးရင်တစ်ဆိုဒါပါတဲ့အကျော်တွေလိုအပ်ဆောင်ပါဆိုဒါပါတဲ့အကျော်ဆိုတာနမူနာအပြင် ပြောဆိုရင်အီဂျာဂူရုစုံမူစားလို့ဘရာကျော်တို့အစာမျိုးစားရင်လုံးဝမရဘူးပေါင်မုံကျော်တို့ပေါင်မုံကျော်လဲအတူတူပါပဲနော်နောက်ကလေးတွေစားတဲ့လေနဲ့ပေါင်းထားတဲ့လေပေါင်းထုတ်လေးတွေလေပေါင်းထုတ်တွေငမိုးကျော်အာလူကျော် ဲ့ဆိုဒါပါတဲ့အကြော်တွေကိုလုံးဝဆောင်ရပါမယ်။ဒါဖြစ်ရင်ဘာစားရမှာလဲဆိုရင်သူ့ရဲ့စန့်ကျင်မဲ့အဲ့အကြော်တွေကိုဖျက်ပြစ်နိုင်တာ။စင်ကိုဘာနိုင်လဲချောနိုင်တယ်လို့။ဟုတ်ကဲ့ဆရာ။အဲ့အကြော်တွေကိုနည်းနည်းဘာလဲဆိုအခါနိုင်ပါတယ်။ဟုတ်ကဲ့ဆရာ။ဒါမှမဟုတ်နေ့စဉ်စားတဲ့ထမင်းစားပွဲမှာအခါရွက်ဟင်းချူလေးတခုပါရပါမယ်။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီအခါမှာလည်းပဲခင့်နဲ့ညညအောင်ပြောရင်ပူကားနဲ့တော့မတည့်ပါဘူး။ ေးကားနေတယ်ပါတယ်ပူကားဆိုတာကြောင်ရှာတို့တမာတို့ရေးယူတို့ကခားပြမဲ့ပူပါတယ်ဇေယိခုပြဲမဲ့အခါအေးကားဆိုတာမဲဇလီရွက်မဲဇလီဘူးခွေးတောက်ရွက်ပောက်ပန်းဖြူအင်းနုနွယ်အဲ့လိုငရံဘရူငရံဘရူဟာအဲ့လိုအေးကားတဲ့အေးတဲ့အခါလေးတွေကိုစာပေခြင်းအဖြစ်ဒီယောဂါစီးကဲ့သို့ အကျိုးသက်ရောက်ပါမယ်လို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းပါရရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥယဲလင်းထိုက်ဟုတ်ပြီအသက်45နှစ်ပါဆရာကြီးအေးအရွယ်ကောင်းနေမိတယ်နော်ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးအဲ့ဒီအသက်30နဲ့55ချားလောက်မေးရင်စိတ်စိတ်တက်မှာနှစ်ခံစားရတယ်ဒီရွေးတဲ့တကယ်တော့တောင်တော်မြကြမ်းမှာမဲ့ရွေးတယ် ုတ်ကဲ့ဆရာဟုတ်ပြီသင်မောတာတဲ့ chief engineer တဲ့အခုစင်ကာပူမှာပေါ့နော်ဟုတ်ပြီဆရာကြီးခင်ဗျာတဲ့ကြောပြင်ရဲတဲ့နဖူးရဲတဲ့ခြေသလုံးရဲတဲ့ဥကောင်းအနောက်ဖက်တွေမှာတဲ့ဝတ်ချံလိုအပူတွေထွက်ပါတယ်တဲ့ကြောပြင်ရဲနဖူးရဲနဖူးရဲခြေသလုံးရဲဥကောင်းနောက်ဖက်ဟုတ်ပြီဝတ်ချံတွေတဲ့ထွက်ပါတယ်တဲ့ပြီလဲတဲပါတယ်တဲ့ဟုတ်ပြီပျောက်ကင်းအောင်တဲ့ဘာတွေဆောင်ရွက်ရမလဲသိကြပါတယ်ခင်ဗျာတဲ့အဲ့ဒါတော့ ချုပ်ပြောမယ်နော်ဟုတ်ကဲ့ဆရာကြီးအပူလွန်တဲ့တည်ကြတယ်ဟုတ်ကဲ့ဆရာကြီးနော်နောက်တော့သူကလောက်တာတင်မောဟုတ်ကဲ့ဆရာသူလုပ်တဲ့လုပ်ငန်းက engineer chief engineer ပြောတယ်ဟုတ်အဲ့တော့တင်မောပေါ်မှာဆိုတင်မောသားကြီးဆိုတော့အစာကိုရေခဲတက်တာတွေထဲမှာစောင်းသွားပြီးအဲ့ဒီအစာမျိုးကြီးပဲထက်ထက်စားရတယ်ဟုတ်ကဲ့ဆရာစားပြန်တော့လေအမြဲတမ်းအကြောတစ်ခုပါဟုတ်ကဲ့ပါဆရာအဲ့အကြောရှောင်လိုက်တာနဲ့ ဒီယောဂတိုးအသက်သာပါမှာဟုတ်ကဲ့ပါဒါပြင်အကျော်ဆုံးစားစရာမရှိတော့ဘူးဗျာလို့လည်းပဲမထင်ပါနဲ့အဲ့အကျော်ပြန်ပြီးတော့ချက်စားလို့ရပါတယ်ဟုတ်ကဲ့ဆရာအကျော်ပဲမကြီးသေးလေးပဲရှိရှိဒိန်ကြီးလေးပဲရှိရှိတင့်တဲ့အချိန်လေးတစ်ခုနဲ့ပြန်ပြီးတော့ချက်စားပါဒါမှမဟုတ်လို့ရှိရင်ချက်တနည်းစားသီးလားမသိဘူးတို့စားတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟိုမှာအကျော်ဆိုင်ဒီမှာအချီချပြရမှာတို့စားဟုတ်ကဲ့ဆရာအဲ့လိုဟာမျိုးနဲ့တို့စားပါ တဲ့အကျိုးသက်သက်မစားပါနဲ့အဲ့ဒါဆိုဒီယောဂပျောက်ကင်းသွားမှာပါလို့ဟုတ်ကဲ့ဆရာကြီးလေးစားလုံးဝမပျောက်တော့တက်တာသွားမှာပါဟုတ်ကဲ့ဆရာကြီးအဲ့လိုနေရာမှာဗာလိမ့်ရမယ်ဆရာကြီးအလိမ့်တာတော့တင်မို့ဖို့ဆိုတော့လေအေးတာပဲလိမ့်ရမယ်ဟုတ်ကဲ့ဆရာယူသွားလို့ရမှာစောင့်သွားလို့ရမှာနော်ဒီက ready made တနခါကဲတို့ကရမက်ကဲတို့ဘုခဲမျိုးစောင့်သွားပါဟုတ်ကဲ့ပါဆရာဒါမဲ့အများအသုံးကြတဲ့ထင်ပြီး လက်သက်ဖြူတို့တောင်တန်ကြီးတို့တောင်တန်ကရိုးကဲတို့လင်းစရာတော့မယူပါနဲ့ဟုတ်ကဲ့ပါဆရာနှစ်ခုသာမှတ်ပါတဏ္ခါကရမက်ဟုတ်ကဲ့ပါဆရာနော်အဲ့ဒါလေးစောင်းသွားလို့ရှိရင်အသုံးကျပါတယ်တဏ္ခါကတဏ္ခါအတုံးမှာမော်တွေးထားပြီးသားခဲတယ်ဟုတ်ကဲ့ဆရာကရမက်ဆိုရယ်ကရမက်တွေးထားပြီးသားဆိုဆိုအည်ရှိတယ်ကရမက်အည်အမုံရှိတယ်အမုံရှိတယ်မျိုးစုံရှိပါတယ်ဟုတ်ကဲ့ဆရာရေခဲကတ်လို့ရောရလားဆရာရေခဲတို့နည်းရေခဲတို့ကြီးတော့မကတ်တဲ့ဘူးဟုတ်ကဲ့ဆရာရေခဲတဲ့ဘက်ပေါ့ ဟုတ်ကဲ့ဆရာရေခဲတုံးကိုဥပဒေပဲလေးနဲ့အုပ်ထားလိုက်ဟုတ်ကဲ့ဆရာအုပ်ထားလိုက်ပြီးခွာလိုက်တော့ရေခဲတုံးတော့မပါတော့ဘူးဟုတ်ကဲ့ဆရာတပယ်လေးမှတော့ပါပါလားလေအေးတက်တယ်ပါအဲအဲ့ဒါလေးကပ်ပြရင်ကောင်းတယ်ဟုတ်ကဲ့ပါဆရာရေခဲတုံးတက်ရင်မကတ်တယ်ဘူးဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းဘုရားရှင်းကြပါစေဗျာ